အမေရိကန်နိုင်ငံထဲဝင်ရောက်လာတဲ့လေကြောင်းအန်ဒီရဲတွေကိုတားဆီးရေးရည်ရွယ်တဲ့ချွေကွန်ကြားထုံးကြည်ကာကွယ်ရေးစနစ်မှာကနေဒါပူးပေါင်းပါဝင်ရေးအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ကနေဒါဝန်ကြီးချုပ်မာကီကာနီကပြောပါဗျ။အဲ့ဒီထုံးကြည်ကာကွယ်ရေးစနစ်အသက်တည်ဆောက်မဲ့အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေလ20ရက်နေ့ကမိတ်ဆက်ခဲ့ပြီးကန်ဒေါ်လာ25ဘီလီယံကုန်ကျမယ်လို့ကနအူးခံမှန်းထားပါဗျ။ဒီစီမံကိန်းမှာပူးပေါင်းပါဝင်ရေးကိုကနေဒါကစိတ်ဝင်စားတယ်လို့ထရန့်ကပြောပါဗျ။ ဒီလိုပြည်ပြည့်စုံတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအမေရိကန်ကဘလို့ပေးပုံမလဲကနေဒါကဘလို့ပူအောင်ပောင်းဝင်မလဲဒါမှမဟုတ်ဘလောက်ပေးမှာလဲဆိုတာရင်းနဲ့ပတ်သက်လို့တန်တရားရှိကြောင်းပညာရှင်တွေကပြောထားပါတယ်အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်တင်မှာကနေဒါပူပေါင်းပါဝင်ရေးအစိမ်းမြင့်ဆွေးနွေးမှုတွေလှုပ်ဆောင်နေတယ်လို့ကာနေကသတင်းထောက်တွေကိုပြောပါရယ်လက်ရှိအခြေအနေမှာကနေဒါအနေနဲ့အဲ့ဒီစီမံကိန်းအတွက်ငွေဘလောက်သုံးစွဲမလဲဆိုတာကိုတော့မသတ်မှတ်ရသေးပါဘူး အစ္စရေးရဲ့တောင်ကွန်ချဒုံးကျည်ကာကွယ်ရေးစနစ်ထက်အဆင့်ပိုမြင့်ပြီးကုန်ကျစရိတ်လည်းပိုများမဲ့ရွှေကွန်ချဒုံးကျည်ကာကွယ်ရေးစနစ်ကိုတိစောက်ဖို့ထရန့်ကဟိုးအရင်တည်းကရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ကနေဒါကကာကွယ်ရေးအတွက်အကူအညီရဖို့ဆန္ဒရှိနေတာကြောင့်မိမိတို့ဆွေးနွေးသွားမယ်လို့ထရန့်ကပြောပါတယ်။